software မသုံးဘဲနဲ့အိတ်ဆဲနဲ့ပေါင်ချဖြတ်လို့ရတဲ့နေလေးကိုကျွန်တော်အစအနေအဆုံးပြပြပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော် print ထုတ်ချင်နေဆိုရင်လည်း print ထုတ်လို့ရတယ်ကျွန်တော်တို့ရောင်းထားတဲ့ data တွေကိုကျွန်တော်တို့ကဒီမှာ save cloud လေးနှိပ်လိုက်တာနဲ့ကျွန်တော်ဒီနောက်မှာ save ထားတဲ့နေရုံလေးကျွန်တော်အစအနေအဆုံးပြပ ြပြီးတော့မှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်အလုံးလို့စိတ်တော့ဖြစ်ပါတယ်အဲပုံစံလေးကိုအစားအနေဆုံးဖန်တီးပြပြီးတော့မှာပဲဖြစ်ပါအဲတော့ကျွန်တော်တို့ကအရင်ဆုံးဘာလုပ်ထားဖို့လိုအပ်လဲဆိုရင်တော့ကျွန်တော်တို့ဒီ invoice ပုံစံလေးကိုကနေကိုဖန်တီးထားအောင်မှာဖြစ်ပါတယ်ဒီ invoice ပုံစံဖန်တီးနည်းကိုတော့ကျွန်တော်မပြတော့ဘဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့လွှဲပါတယ်အပူဒါလေးတွေကိုစကြိုက်ခတ်ပြီးတော့ကျွန်တော်တို့ number ရဲ့ item နဲ့ quantity unit price အစားရှိတဲ့ပေးဒါလေးထည့်လိုက်ရုံပဲဖြစ်ပါတယ်ဒီပုံစံလေးကျွန်တော်တို့ဆွဲထားလိုက်ပါဆွဲပြီးတော့ဒီထဲမှာထည့်ထားတဲ့ formula တွေတော့ကျွန်တော်ပြပြပေးမယ်ဒီမှာတော့ကျွန်တော်တို့ data validation ထည့်ထားတယ်ကျွန်တော်တို့က ား customer name ပေါ့ customer name ကို data validation ထည့်မယ်ဆိုရင်ဒီမှာ data တက်တဲ့က data validation အဲ့ထဲမှာ data validation ကိုနှိပ်မယ်ကျွန်တော်ကဒီမှာ customer ကနေကျွန်တော်ဒီ customer လေးကိုလန့်ရွေးတာပဲဖြစ်ပါတယ်ဒါလေးက data validation သုံးတက်တူတိုင်းလွယ်လိမ့်မယ်ပြီးရင်တော့ item name item name မှာလည်းအတိုင်းပဲကျွန်တော်ကဒီကနေ detail ကို selection ပေးလိုက်တယ်ပြီးတော့ data data validation ထည့်မယ်အဲ့ထဲမှာမှကျွန်တော်တို့က list ကိုရွေးမယ်ပြီးတော့ကျွန်တော်တို့က item name ကနေ ကိုကြီးတဲ့ item တွေကိုကျွန်တော်ကရွေးရလိုက်မယ်ရွေးပြီးတော့ okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ item တွေကိုရွေးလို့ရပြီ item လေးတွေကိုရွေးလိုက်တာနဲ့ကျွန်တော်တို့ဒီမှာ number စင်တွေပေါ်လာအောင် unit တွေ price တွေပေါ်လာအောင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒါလေးကိုဖျက်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာ pay formula တုံးလဲဆိုတော့ကျွန်တော်က if formula တုံးတာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့က pay formula တုံးလဲဆိုရင်ညီမချင်း row ကျွန်တော်က8 function လေးတုံးလိုက်မယ်တုံးလိုက်တဲ့ဆိုရင်ကျွန်တော်ကဒီမှာ h ဖြစ်ပါတယ် row 8မှာရောက်နေတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်က number sin တက်ရှင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာဒီကနေဆို number sin 1တက်မှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ minus 7လေးနှုတ်လိုက်မယ်အဲ့ဒါဆိုရင်တော့1ရသွားပြီကျွန်တော်အဲ့ဒါဆိုရင်ဒီ formula လေးကိုဆွဲချလိုက်မယ်အဲ့ဒါဆိုရင်တော့အစင်လိုက်ဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့က item တွေရွေးမှ number တွေအစင်လိုက်ပေါ်ရှင်တာဆိုတော့ formula လေးထပ်သုံးပေးရမယ်အဲ့တော့ဒီမှာ row ရဲ့ရှေ့မှာ if ဆိုတာကိုရိုက်မယ်ရိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာ last sin မှာဖြစ်ပါတယ်ကျွန်တော်က g8 g8 ကညီမရချင်း င်တပည့်ကုတ်အလုံးနဲ့ညီရဲဆိုရင်ဒါမှမဟုတ်ကျွန်တော် is plan အဲကျွန်တော်တို့ကအဲအဲ့ဒါလေးလည်းကျွန်တော်တို့သုံးလို့ရတယ်ညီမချင်းတပည့်ကုတ်အလုံးနဲ့ညီရဲဆိုရင်ကျွန်တော်တို့ကတပည့်ကုတ်ဘာမှမပြချင်ဘူးအကယ်၍အလုံးနဲ့မညီဘူးဆိုရင်တော့ခုနကဖော်မြူလာလေးပြမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဖော်မြူလာလေးဆွဲချလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာအဲအကယ်၍အလုံးဖြစ်နေတယ်ဆိုရင်ဒီမှာနံပါတ်စင်မပြတော့ဘူးအကယ်၍အလုံးမဖြစ်ဘူးဆိုရင်ဒီမှာနံပါတ်စင်သူ့အောင်နဲ့သူ့အော်တိုလာပြတာဖြစ်ပါတယ်ဒီမှာကျတော့ကျွန်တော်တို့က V lookup သုံးယူမှဖြစ်ပါတယ် V lookup in the match ကျွန်တော်တို့ H lookup ကျွန်တော်တို့ခြိုက်တာသုံးလို့ရပါတယ်ကျွန်တော်ကတော့ ူတိများတဲ့ဝီလုကက်လေးပဲသုံးလိုက်မယ်လုကက်ဖယ်လုံးကတော့ကျွန်တော်တို့ item နဲ့ကိုကြည့်မယ် unit unit ကရတော့ကျွန်တော်တို့ကဒီ item နဲ့ကဒီပဲ array ကျွန်တော်က unit ဒီနှစ်ကော်လံမြောက်မှာရှိတာဖြစ်တဲ့အတွက် comma 2ပြီးရင်တော့ comma ကျွန်တော်တို့က fault zero ရတယ်0ယူလေးရတယ်အနာခောက်လိုက်မယ်ခောက်ပြီးတော့ formula လေးဆွဲချထားလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့က error လေးတက်နေလိမ့်မယ် error ကိုမှကျွန်တော်တို့ error ဖြောက်မယ်ဆိုရင်တော့ relook ရရှိမှာ if error ဆိုပြီးတော့ရိုက်မယ်ကျွန်တော်တို့နောက်ဆုံးသွားပြီးတော့ comma ခံမယ်တပည့် go error ဆိုရင်တော့ကျွန်တော်တို့အနာခောက်လိုက်လို့ရပြီ error ဆိုရင်လည်း unit လေးစီရရတော့ price ကိုလည်းအတိုင်းမယ်ကျွန်တော်တို့က relook relook ပဲလုံးက identity ကိုကြည့်မယ်ကျွန်တော်တို့ table area identity က price 3 column မြောက်မှာရှိတဲ့ဖြစ်တဲ့2 comma 0 ကျွန်တော်ဒါလေးတွေကိုတော့ကျွန်တော်အမြန်လေးပြတ်ပြတ်သွားလိုက်မှာဖြစ်ပါတယ်ဒါလေးတွေကတော့ကျွန်တော်တို့အရှိကံတည်ပြီးသားဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော် error ဖြောက်မယ်ဆိုရင် if error ပြီးရင်တော့ comma အနောက်မှာဘာမှမပေါ်ခြင်းဆိုရင်တပယ်ကိုခံလိုက် ပြင်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရပြီပဲဖြစ်ပါတယ်ကျွန်တော်ကဒီမှာ quantity ထည့်တာနဲ့နောက်မှာသူ့အနေနဲ့သူ auto မြောက်ရှင်နေဆိုရင်တော့ကျွန်တော်တို့ကဒီမှာ formula လေးသုံးမိရမယ်အရင်ဆုံးကတော့ကျွန်တော်တို့ကဒီမှာ2ရဲ့အများကိုကျွန်တော်က price ရဲ့ quantity ရဲ့ price ရဲ့မြောက်တာပေါ့မြောက်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီအနေနဲ့ပေါ်နေလိမ့်မယ်ဒါပေမဲ့ဒီမှာ error တွေပေါ်နေတယ် error တွေပေါ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာ if error error ပေါ်နေတယ်ဆိုရင်ကျွန်တော်တို့နောက်မှာ0ခံလို့ရတယ်ဘာမှမပေါ်ရှင်းဆိုရင်တပိတ်ကိုခံလို့ရတယ် အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီဒီအဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့တာရရတော့ကြီးဒီမှာကျွန်တော်တို့က quantity ထည့်လိုက်တာနဲ့သူကနေသူပျောက်ပြီးသားဖြစ်တယ်။ဒါကလည်းတော့ကျွန်တော်တို့ဒီမှာ sam fashion နဲ့ပဲတုံးထားတာဖြစ်တယ်။ကျွန်တော်တို့ဒီမှာ discount ကိုကြိုက်လို့ထည့်ရရတယ်။နောက်အမောက်ကတော့ကျွန်တော်တို့က total amount နဲ့ကနေ discount လုပ်တာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရပြီဒီမှာ invoice number ဒိတ်တရတော့ကျွန်တော်တို့ဒီတိုင်းပဲ။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ invoice လေးတစ်ခုလုပ်ပြီးသွားပြီပဲဖြစ်ပါတယ်။ပထမဆုံးကျွန်တော်တို့ကဒီ invoice ထဲမှာ item တွေကိုထည့်မယ်။ကိုရိုင်းတဲ့ item တွေကိုထည့်မယ်။ထည့်ပြီးတော့ကျွန်တော်တို့က print ထုတ်မယ်။ print ထုတ်ပြီးတော့ကျွန်တော်တို့က save လိုက်တာနဲ့ဒီ database ေးစတဲ့မှာအလိုလိုစေ့အောင်ပြုလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအရင်ဆုံးကုန်လေးရေးရမယ်။ကုန်ရေးမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာ Repo မှာ Developer တက်ကိုဖွင့်ထားမှာဖြစ်ပါတယ်။အကယ်၍ Developer တက်မပွင့်သေးဘူးဆိုရင်တော့ Repo မှာ Regular နဲ့ Customize the Repo အဲဒီမှာမှကျွန်တော်တို့ကဒီမှာ Customize the Repo နဲ့ကကျွန်တော်တို့က Developer တက်လေးကိုအမှန်ချစ်ပေးထားလိုက်ရင်တော့ Okay အဲ့ဒါဆိုရင်တော့ရပြီ။ Developer တက်တဲ့ကိုသွားမယ်ကျွန်တော်တို့ဒီမှာပြည့်စုံတဲ့ basic ကျွန်တော်ကဒါကကျွန်တော်အရင်တော့ရေးထားတာဖြစ်တဲ့ဒါလေးကိုပြင်ဖြစ်လိုက်မယ်။ ဖြတ်ပြီးတော့အစနေကျွန်တော်တို့စဖွင့်နေဆိုရင်ဒီပုံစံတားလေးပေါ်နေလိမ့်မယ်အဲ့ထဲမှာကျွန်တော်တို့ကတခြားအပိုင်းတွေကိုမပြောသေးဘူးကျွန်တော်တို့ကဒီမှာ insert insert တွေကကျွန်တော်တို့ module ဆိုတာကိုထည့်မှာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကအဲ VBA ကုတ်တည်ရေးမယ်ဆိုရင်တော့ကျွန်တော်တို့က set procedure နဲ့ရေးရတာဖြစ်ပါတယ်ဆိုလိုတဲ့တဘောက set ကျွန်တော်ကဒီနောက်မှာကိုကြိုက်တာရေးလို့ရတယ်ကျွန်တော်တို့က invoice ပေါ့ကျွန်တော်တို့ကအဲ invoice save ပေါ့အဲကျွန်တော်ကဒီမှာ invoice save ဆိုပြီးတော့ကျွန်တော် ရေးလိုက်မယ်ဒီနောက်မှာကိုချိုက်တာကိုရေးလိုက်ပြီးအန်နာလေးခောက်လိုက်ကျွန်တော်တို့ကဒီကြားထဲမှာကျွန်တော်တို့ရဲ့ကုတ်တွေကိုလာရေးပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကုတ်ရေးဖို့ဘာကိုအရင်ဆုံးစဉ်းစားဖို့လိုအပ်လဲဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီအစဲရောက်နေတဲ့အစဲတွေကိုပြန်သွားလိုက်မယ်ကျွန်တော်တို့ထည့်ထားတဲ့ item တွေရဲ့ customer name တွေရဲ့ကျွန်တော်တို့က invoice number တွေရဲ့ invoice date တွေရဲ့တိုတဲ amount တွေရဲ့ကိုဒီထဲမှာလာစိတ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ invoice number က1001ဖြစ်တယ် invoice number ကကျွန်တော်တို့1001ပြီးရင် invoice date ကကျွန်တော်တို့က date ပေါ့ကျွန်တော်ကျွန်တော်တို့ထည့်တဲ့ date ဖြစ်မယ်ပြီးရင် customer name customer name ကလည်းကျွန်တော်တို့ကဒီအကိုထည့်တဲ့ customer name ဖြစ်မယ်ပြီးရင် item item ကျတော့ကျွန်တော်တို့ကဒီမှာအကိုထည့်ရင်ထည့်တယ်လို့ကျွန်တော်တို့က၄ခုဆို၄ခု၅ခုဆို၅ခုအများကြီးရှိတယ်လိမ့်မယ်ဒါလေးအားလုံးကျွန်တော်တို့ကလာထည့်ရမှာဖြစ်ပါတယ်ဒီကနေကျွန်တော်တို့ကတီတီလာထည့်ရမှာဖြစ်ပါတယ်ဒီလိုပုံစံလေးလာထည့်ရမှာဖြစ်ပါတယ်အကယ်၍ကိုက discount ပေးတာရှိတယ်ဆိုရင်တော့နောက်မှာကျွန်တော်တို့က discount ဆိုပြီးတော့ကျွန်တော်တို့ကထည့်လို့ရတယ်ကျွန်တော်တို့ဒီဗီဒီယိုမှာတော့ discount ဆိုတာလေးမပြတော့ဘူးကျွန်တော်တို့ဒီမှာထည့်တယ်ဆိုရင်ကျွန်တော်တို့စာရင်းတွင်းနေဆိုရင်ဒီပုံစံတိုင်းလေးစာရင်းတွင်းတော့အမှာဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့တော့ ့ဒီမှာတချောင်းမေးတချောင်းတွင်းတော့ဖြစ်ပါတယ်ပထမအဲ row 2မှာတွင်းတယ်ပြီးရင် row 3မှာတွင်းတယ် row 4မှာတွင်းတယ် row 5မှာအစားရှိပြည့်တချောင်းစင်းတချောင်းချင်းတွင်းလာတာဖြစ်တဲ့အတွက်အဲအလွတ်ဖြစ်နေတဲ့ row ကိုရှာရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကဒီမှာ keybook ကနေကျွန်တော်တို့ကဒီနောက်မှာဆက်လက်ရှင်ပေးလာလိုက်မယ် keybook ကနေ control app လေးနှိပ်လိုက်တယ်ဆိုရင်ဒီမှာနောက်ဆုံးအလွတ်မဖြစ်တဲ့ row ကိုတွေ့သွားပြီအဲဒါဆိုရင်အလွတ်ဖြစ်တဲ့ row ကသူ့ကို plat 1ပေါင်းလိုက်ရင်အလွတ်ဖြစ်တဲ့ row ကိုရသွားပြီအဲတော့ base layer base layer မှာကျွန်တော်တို့ကဒီမှာအရင်ဆုံး variable name တက်မှတ်ပေးရမှာဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ဆက်ဆက်လေ့လာရှင်းမှာ ာဒါတွေကရှုပ်နေနိုင်တယ်ဒါတွေကိုကျွန်တော်တို့အရင်ကြီးကျွန်တော်တို့စိတ်ညစ်စရာမလို့ဘာမှဖြစ်စရာမလို့ဒါလေးကိုကျွန်တော်ရေးတဲ့အတိုင်းလိုက်ရေးလို့ရတယ်ပြီးမှဘာလို့လိုအပ်တာလဲဆိုတာကျွန်တော်ပြပြပေးမယ်ကျွန်တော်တို့ကဒီမှာ barrier pending တက်မှတ်မှဆိုရင်တော့ဒင်းဒင်းနဲ့စတက်မှတ်မှာဖြစ်ပါတယ်ကျွန်တော်တို့ကတင်ချာတွေမှာဆိုရင်ကျွန်တော်တို့ကလက်ဖြစ်ပါစေပေါ့ h ကိုကျွန်တော်တို့ကစာချောင်းနဲ့အရန်ရှင်နေတဲ့အခါမှာဒါကို h ဖြစ်ပါစေဆိုပြီးတော့ကျွန်တော်မတိကိန်းနေထားတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်ဒါကအလွယ်တကူပြောတာဖြစ်ပါတယ်ဒီနေရာမှာကိုကြိုက်တာရေးလို့ရတယ်ကျွန်တော်တို့ကတော့ less row ကိုရှာတာဖြစ်တဲ့အတွက် less row ဆိုပြီးတော့ပဲရေးလိုက်မယ် S ကျွန်တော်ကတော့ data type ကလောင်းပဲသုံးနိုင်မယ်ဒါတွေတော့နောက်ပိုင်းမှာပြောပြပေးမယ်အဲ့တော့နောက်ဆုံး row ကိုရှာမယ်ကျွန်တော်က data တွေကိုစိတ်ရှင်တာဖြစ်တဲ့အတွက်နောက်ဆုံး row ကိုပဲ worksheet တွေကနေရှာမှာလဲဆိုတော့ကျွန်တော်တို့ကဒီ database worksheet တွေကဖြစ်ပါတယ် visual basic တွေကိုပြန်သွားမယ်ဒီမှာ database database ကကျွန်တော်တို့ရှိဖို့ဖြစ်ပါတယ်အကယ်၍မိတ်ဆွေမှာ sheet tree တောင်းဖို့ sheet 2ဖြစ်နေတယ်ဆိုရင်ကိုကြိုက်တဲ့ကိုရဲ့ sheet number ကိုရေးအောင်ပဲဖြစ်ပါတယ်ကျွန်တော်က sheet 4ဖြစ်တဲ့အတွက် SAE ဒီ sheet 4ပြီးရင်တော့ကျွန်တော်တို့ကနောက်ဆုံး row ကိုရှာမှာ range ကျွန်တော်က range နဲ့ကိုစားပြုပါတယ်ကျွန်တော်ဆဲကွက်တွေကိုကျွန်တော်က range နဲ့ကိုစားပြုပါတယ်ပြီးရင်တော့ခွင့်ဖွင့်မယ်ပြီးရင်တပယ်ကုတ်ခံမယ်ပြီးရင်ကျွန်တော်ကနောက်ဆုံး row set မှာဖြစ်တဲ့အတွက်ကျွန်တော် a column မှာပဲစစ်မယ် a column မှာပဲစစ်မယ်ပေါ့ a column ကျွန်တော်က a ဘလောက်ကနေစစ်မလဲဆိုတော့ a ကျွန်တော်က999ကျွန်တော်ဒီမှာကျွန်တော်က1000ရေးလဲရတယ်ကျွန်တော် 10သိန်းရေးလဲရတယ်ကျွန်တော်တို့အိဆဲမှာ row ပေါင်း10သိန်းကျော်ရှိပါတယ်ဒီမှာ1000ဆိုရင်တော့ကို data စိတ်တဲ့အခါ1000ထည့်ပဲစိတ်လို့ရမှာဖြစ်ပါတယ်1000ကျော်တော့အရင်တော့အစားနေသူဟာနေသူပြောင်းနေမှာဖြစ်ပါတယ်အဲ့တော့ကိုစေဒီလောက်ကျွန်တော်တို့များများလေးရေးထားလိုက်ကျွန်တော်တော့ဒီမှာအဲတသိန်းထိရေးထားလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ကအခွင့်ပြန်ပေးမယ်ခွင့်ပြန်ပေးပြီးတော့ .end and hr s ဆိုတာရေးရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဘာနဲ့တူတလဲဆိုရင်ကျွန်တော်တို့ကအရင်ဆုံးသူက a တသိန်းမှာသူက selection ပေးလိုက်တယ်ပြီးတော့ကျွန်တော်တို့ဘာနဲ့တူတယ်ဆိုတော့ keyboard ကနေ control app လေးနှိပ်လိုက်တာနဲ့တူပါတယ်အဲ့ဒါဆိုရင်သူကကျွန်တော်တို့ဒီ A5 မှာလာစစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က A5 မှာတကယ်တမ်း data စစ်မယ်ဆိုရင် A5 မှာစစ်မှာမဟုတ်တော့ဘူး A5 ရဲ့အောက်ကလွတ်တဲ့တကွက်မှာစစ်မှာဖြစ်တဲ့အတွက်ပလောင်ဝမ်းပေါင်းပေးရမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလွတ်နေတဲ့ row ကိုရှာတဲ့အပိုင်းကပြီးသွားပြီပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဘာတွေကိုအရင်ဆုံးစစ်ကြမလဲဆိုရင်ကျွန်တော်တို့က input number စစ်မယ် input date စစ်မယ် customer name စစ်မယ်ပြီးမှ identity ကိုစစ်မယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုက battery ရဲ့ name လေး ည်းတစ်ခုတက်မှတ်ပေးရမှာဖြစ်ပါတယ်။ဘာအတွက်လဲဆိုတော့ invoice တွေမှာကျွန်တော်တို့ row ဘယ်နဲ့ကြောင်းရှိလဲဆိုတော့သူကစစ်မှာဖြစ်ပါတယ်။အဲ row ဘယ်နဲ့ကြောင်းရှိလဲဆိုတာစစ်ပြီးတော့ဒီ database တွေမှာလာစစ်မှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ကဒီမှာစစ်မယ်ဆိုတော့ကျွန်တော်တို့ကအဲအဲ့လိုစစ်မယ်ဆိုရင်ကျွန်တော်တို့ကဒီလိုဒီလိုပုံစံလေးပဲကျွန်တော်တို့က variable ပဲ name လေးတစ်ခုတက်မှတ်ပေးရမယ်။ဒါရင်ကျွန်တော်တို့ကဒီမှာ invoice ဆိုတော့ invoice row လို့ရေးလိုက်လို့ရတယ်။ဒီနေ့မှကိုကြိုက်တာရေးလို့ရပါတယ်။ invoice invoice row as long ဆိုပြီးတော့ပဲကျွန်တော်ရေးလိုက်မယ်။ invoice row ကိုကျွန်တော်တို့ကဘယ်နဲ့ကြောင်းရှိ တယ်ဆိုတာစစ်မယ်စစ်မယ်ဆိုတော့ invoice invoice တွေကျတော့ဒီမှာ sheet 3ဖြစ်ပါတယ် sheet 3ကနေစစ်မှာဖြစ်ပါတယ်အဲ့တော့ sheet sheet 3. range ကျွန်တော်ကဆဲကွက်တွေကို range နဲ့ကိုစားပြီးလဲပြင်ကွင်းဖွင့်မယ်ပြင်တပယ်ကုတ်ခံမယ်ပြီးတော့ကျွန်တော်တို့ကဒီမှာဘယ်ရနေစစ်မလဲဆိုတော့ကျွန်တော်ကဒီရနေစစ်မယ်ကျွန်တော်တို့က item တွေကိုကျွန်တော်တို့ကဒီထဲတွေထိထည့်มาဖြစ်ပါတယ်အဲ့တော့ဘယ်နှကြောင်းရှိလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီမှာ selection ပေးထားပြီးတော့ control app လေးနှိပ်လိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ဘယ်အကြောင်းအထိအလွတ်ဖြစ်နေလဲဆိုတော့သူကအဲလာစစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီမှာအဲ i အဲ့တော့ G ပေါ့ G21 အနေနဲ့စစ်မှာဖြစ်ပါတယ်ခုနောပုံစံအတိုင်းပဲဒါပေမဲ့ဒါကတသိန်းဒါကကျွန်တော် invoice rule စစ်တာဖြစ်တဲ့အတွက် G21 ဒါကတော့ကိုဆွဲတဲ့ invoice ပေါ်မှာဝူတည်ပါတယ်အကယ်၍ H မှာဆိုရင် H မှာလာစစ်ပေးရမယ်ကျွန်တော်က G မှာဆိုင်ရတာဖြစ်တဲ့အတွက် G21 ပြီးရင်တော့ကျွန်တော်တို့ကတော့ END AHR S ဆိုတာရေးပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကျွန်တော်တို့ကစစ်မှာမဟုတ်ဘူးအလွတ် rule စစ်မှာမဟုတ်တဲ့ဖြစ်တဲ့အတွက် plus 1ပေါင်းစရာမလိုပါဘူးကျွန်တော် less rule နောက်ဆုံး rule ရှာတာနဲ့မတူပါဘူးနောက်ဆုံး rule ရှာတာဒီနောက် ဆုံးရိုးရဲ့အလွတ်တကွက်မှာစေမှာဖြစ်တဲ့အတွက်ဒီမှာကျတော့စေမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီမှာပလက်ဝမ်ပေါင်းစည်းအားမလိုဘူးနောက်ထပ်တစ်ခုကကျွန်တော်တို့ဘာကိုတက်မှတ်ပေးရမလဲဆိုရင်ကျွန်တော်တို့ကအရှိတဲ့ row အရေးအတွက်ကိုထပ်စစ်မှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့တင်ကျွန်တော် i လို့ပဲတက်မှတ်လိုက်မယ် i s long ဆိုပြီးတော့ပဲတက်မှတ်လိုက်မယ်ကျွန်တော်တို့တစ်ခုချင်းတစ်ခုချင်းစေမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ for niche ကိုသုံးမှာဖြစ်ပါတယ်ဒီနေရာမှာ do လို့တွေ do and တွေအများကြီးသုံးလို့ရပါတယ်ဒီထဲမှာတော့ကျွန်တော်တို့ for niche ကိုသုံးမှာဖြစ်ပါတယ် for niche ကအဲ့လိုကျွန်တော်တို့တစ်ခုပြီးတစ်ခုစိတ်ရှင် ဲ့ခါမှာအကျွန်တော်တို့သုံးရတဲ့ function တခုဖြစ်ပါတယ်အကယ်၍ကိုကနောက်ပိုင်းမှာ do လို့တွေ do and တွေတည်ရတယ်ဆိုရင်အဲအဲ့အရာလေးကိုလည်းသုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့က for ပြီးတော့ကျွန်တော်တို့ကနောက်ဆုံးတက်မှတ်ထားတဲ့ behavior ပဲ i ညီမချင်းကျွန်တော်တို့ကဘယ်ကနေဘယ်ဒီစေမှာလဲဆိုတော့ကျွန်တော်တို့ဒီမှာ g ဘယ် item ကဘယ်ကနေစလဲဆိုရင် g 8ကနေစတာဖြစ်ပါတယ် g 8ကနေကျွန်တော်တို့ကဘလောက်မှမတိဘူး g 8ကစတာတော့ဟုတ်တယ်အဲ့တော့ g8 ဆိုတော့ကျွန်တော် h ရောရေးရမယ် h ကနေ2ဘယ်ထိလဲကျွန်တော်ကဒီမှာအဲအလို့ ဘယ်ထိအလုံးမဖြစ်တာလဲဆိုတော့ကျွန်တော်တို့အပေါ်မှာဆက်ထားတဲ့ invite row ဆိုတာဖြစ်ပါတယ် invite row ကကျွန်တော်တို့ကဒီတိုင်းလေးလမ်းဆက်ထားတာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့က h ကနေ add ထိအဲကဲရေကိုက dd ထည့်ထားတယ်ဆိုရင် dd ထိ အဲသူကအဲ့တန်းလေးသူ့အနေနဲ့သူစစ်ပေးနေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က H2 invoice row ဆိုတာကိုရေးရမှာဖြစ်ပါတယ် invoice row အဲ့တော့ကျွန်တော် for ရေးထားတဲ့အတွက်အောက်မှာ nash i ဆိုတာလေးရေးထားလိုက်မယ်ရေးပြီးတော့ကျွန်တော်တို့ဒါတွေကိုစီလို့ယာယီပဲဖြစ်ပါတယ်ဒီမှာကျွန်တော် wish နဲ့တော့တုံးလို့ရတယ် wish တုံးနေရလဲကျွန်တော်ကနောက်ထပ်တစ်ခုတုံးတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ကအဲ့အရာလေးကိုနောက်ပိုင်းမှာပြောပြလိုက်မယ်ဒီထဲမှာစေးတဲ့နေရတော့ကျွန်တော်တို့ကအဲ data ဆိုရင် data တွေကိုစီလို့ရပြီ data စေးမယ်ဆိုတော့ကျွန်တော်တို့က database တွေက a မှာပါတန်ဖိုးစင်ပါလဲ a မှာ invoice နဲ့မှာ စင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ database တွေရှိဖို့ဖြစ်ပါတယ်အဲ့တော့ SAED ရှိ4 dot သူ့ရဲ့ဆဲကွက်ကျွန်တော်က range ကျွန်တော်ဒီမှာဆဲနဲ့ရေးလဲရတယ်အဲ့အရာတွေကိုတော့မပြောသေးဘူးဒီမှာ range လို့ပဲအလွယ်ဆုံးတတ်မှတ်ထားလိုက်ဆဲကွက်တွေကို range A မှာစမယ် ကျွန်တော်က A1 လည်းမဟုတ်ဘူး A2 လည်းမဟုတ်ဘူး A3 လည်းမဟုတ်ဘူးအကယ်၍ A1 လို့ရေးလိုက်တယ်ဆိုရင်ဘာဖြစ်မလဲဆိုရင် A1 မှာပဲထက်ကထက်ကစေနေမယ် item 10ကျောင်းရှိတယ်ဆိုရင် item 10ကျောင်းလို့ထက်ကထက်ကစေနေမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့က A1 A2 ဆိုပြီးတော့ကျွန်တော်တို့ကတက်တက်မှာတည်းမရေးဘူး alpha sign လေးနဲ့ဆက်ပြီးတော့ကျွန်တော်တို့ကဒီမှာ last row နောက်ဆုံး row မှာစေမှာဖြစ်ပါတယ်သူကတကြောင်ပြီးတော့ရင်နောက်ဆုံးတရိုးကိုထက်ချတယ်ခြာပြီးတော့နောက်ဆုံးတရိုးကိုထက်ချတယ်အဲအဲ့တိုင်းနဲ့ကျွန်တော်တို့စေသွားမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကဒီမှာ value ကျွန်တော်တို့ရဲ့ A ထဲမှာဘာတန်ဖိုးစေမှာလဲဆိုတော့ကျွန်တော်တို့ရှေ့ 3 invoice တဲကကျွန်တော်ကဒီမှာ K4 ဖြစ်ပါတယ် invoice number တွေက K4 number ကိုဆေးมาဖြစ်ပါတယ်အဲတော့ကျွန်တော်တို့က sheet 3 sheet 3ကျွန်တော်ဘာဖြစ်လို့ sheet 3ရေးရလဲဆိုတော့ဒီမှာ invoice invoice ရဲ့ sheet မှာသူရဲ့ code အဲ code name လေးက sheet 3ဖြစ်ပါတယ် sheet 3. range ကျွန်တော်တို့ကဘာတန်ဖိုးဆေးมาလဲ K ကျွန်တော်တို့ကဒီမှာ K4 တန်ဖိုးဖြစ်ပါတယ် K4 အဲကျွန်တော်ကတန်ဖိုးပြီးရင်တော့ကျွန်တော်တော့ fail လုံးဆိုပြီးတော့စေထားလိုက်မယ်ဒါကတော့ common လေးရေးတာဖြစ်ပါတယ်ဒါကကျွန်တော်ဗာစေတာလဲဆိုတော့ invoice number စေတာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကတခြားဟာတွေကိုလည်းစေလို့ရပြီဒါလေးကို copy ကူးပြီးတော့ကျွန်တော်တို့ outdate မှာထပ်ထည့်ထားလိုက်မယ်ကျွန်တော်ကနှစ်ကြောင်းသုံးကြောင်းလောက်ထည့်ထားလိုက်မယ် sheet four တွေက a a ပြီးတော့ကျွန်တော်တို့က b ထဲမှာဗာစေမှာလဲဆိုရင် invoice date ဖြစ်ပါတယ်ကျွန်တော်ဒီမှာ a နေရာမှာ b ပြောင်းလိုက်ရုံပဲပြီးတော့ k4 နေရာမှာကျွန်တော်တို့က invoice date ကိုသွားကြည့်မယ် k4 နေရာမှာ k5 ဖြစ်သွားပြီ invoice date ဆိုတော့ k5 တန်ဖိုးစေမယ်ဖြစ်ပါတယ် k5 တော့ဒါကတော့ကျွန်တော်တို့သိတာအောင်ကျွန်တော်ကဒါဒိတ်စီတာဖြစ်ပါတယ် ပြီးတော့နောက်တစ်ခု C နေရာမှာကျွန်တော်တို့ကပါစေတာလေ C နေရာမှာကျတော့ကျွန်တော်တို့က customer name စေတာဖြစ်ပါတယ်အဲတော့ C နေရာမှာ customer name ကဘယ်ထဲမှာရှိလဲဆိုရင် invoice တဲ့ကဒီမှာ G4 မှာရှိတာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဒီမှာ G4 ဆိုတာလေးရေးလိုက်မယ်ဒါကကျွန်တော်တို့က customer name ကိုစေတာဖြစ်ပါတယ် customer name ပြီးရင်တော့ကျွန်တော်တို့နောက်ထပ် add column တွေမှာပါတယ်ပဲစေမလဲဆိုရင်ဒီမှာကျတော့ item name စေမယ် quantity စေမယ် unit စေမယ် price amount အစားရှိတဲ့ပြည့်ကျွန်တော်တို့စေမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကဒီမှာ D ဒီမှာကျတော့ကျွန်တော်တို့ပါစေမယ် ဲဆိုရင်ကျွန်တော်တို့ကရှစ်3တွေကအဲရှစ်3တွေကကျွန်တော်တို့ကဒီမှာကျတော့ခုနောပုံစံနဲ့မတူတော့ဘူး G4 G5 အစရှိတဲ့ပြည့်ကျွန်တော်တို့ကတက်တက်မှတ်တဲ့တက်မှတ်ထားလို့မရတော့ဘူး G ဘလောက်ကနေဘလောက်ထိဖြစ်နိုင်တယ်အဲတော့ကျွန်တော်တို့ကဒီမှာဒီ less row dot ပဲလုံးမှာကျွန်တော်တို့ကရှစ်3ရှစ်3တွေကကျွန်တော်တို့ကဘာရေးရမလဲဆိုရင်ဒီမှာတပိတ်ကုတ်ခံမယ် G ပြီးတော့ alpha cell လေးခံမယ်ကျွန်တော်တို့ကဒီမှာ ဒီ h ကနေကျွန်တော်ဒီအောက်ထိစစ်ထားတဲ့တခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီမှာ i ဖြစ်ပါတယ်ဒီမှာ i က h ကနေကျွန်တော် input row ဒီစစ်ထားတာဖြစ်တဲ့အတွက် gn i.value ဆိုပြီးတော့ကျွန်တော်တို့စစ်လိုက်မယ်ဒါကကျွန်တော် identity စစ်ထားဖြစ်ပါတယ်အကယ်၍ကိုကကျွမ်းကျွားနေဆိုရင်တော့ကျွန်တော်ဒီမှာ identity ရော quantity ရောတချောင်းနဲ့နဲ့ကျွန်တော်တို့ရေးလို့ရတယ်ဒီမှာကျတော့အစအနေပြတာဖြစ်တဲ့အတွက် identity ပြီးတော့ကျွန်တော်တို့ quantity စေမယ်အဲ့တော့ကျွန်တော်ဒါလေးကိုပြန်ပြီးတော့ copy ကူးလိုက်မယ် control c ပြီးရင်တော့ကျွန်တော်တို့အဲဒါလေးထပ်ထည့်လိုက်မယ် D ပြီးတော့ကျွန်တော် E ဖြစ်ပါတယ် E မှာကျတော့ကျွန်တော်တို့က quantity စေးမှာဖြစ်ပါတယ်အ quantity စေးမယ် quantity စေးမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ D ပြီးတော့ E ကျွန်တော် G ပြီးတော့ H ကျွန်တော်ကပုံလေးလာနေစင်တော့ဒီမှာတစ်ခါလေးရေးလိုက်လို့ရတယ်ဒီမှာ item quantity စေးတာဖြစ်ပါတယ်ပြီးတော့ DE E ပြီးတော့ကျွန်တော်တို့ F ဖြစ်ပါတယ် F ပြီးတော့ GH h ပြီးတော့ i ဖြစ်ပါတယ် i မှာကျတော့ကျွန်တော်တို့က unit စေတာဖြစ်ပါတယ် unit ef ပြီးရင်ကျွန်တော် g g မှာကျတော့ကျွန်တော်တို့က price ထည့်တာဖြစ်ပါတယ် g မှာကျတော့ price အဲ i ပြီးတော့ကျွန်တော်တို့ကဘာလာလဲဆိုရင် g လာတာဖြစ်ပါတယ် g ပြီးတော့ k အဲ့တော့ကျွန်တော်တို့ကဒီမှာ i ပြီးတော့ ကျွန်တော်ကခြေရေးမယ်ပြီးတော့နောက်တစ်ချောင်းလိုနေသေးတယ် control c စပြီးတော့ကျွန်တော်ကဒီအောက်မှာပေးရှာမယ်ပြီးတော့ကျွန်တော်ကဒီမှာခြေပြီးတော့ကျွန်တော်က h လာတယ်ခြေပြီးတော့ကျွန်တော်က k လာတာဖြစ်ပါတယ်ဒါကကျွန်တော်တို့က price စေးတာဖြစ်ပါတယ်ဒါက price စေးတာဖြစ်တယ်ဒါကကြတော့ကျွန်တော်က amount ကိုစေးတာဖြစ်ပါတယ် ဲဒါဆိုရင်တော့ကျွန်တော်တို့ရေးထားတဲ့ကုတ်လေးကပြီးသွားပြီပဲဖြစ်ပါတယ်။ invoice လေးကိုကျွန်တော်တို့ဒီတိုင်းလေးဆေးလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ကဒါလေးကတော့ကျွန်တော်တို့ကအလုံးလုံးလားမလုံးလားကျွန်တော်တို့ကအရင်ဆုံးစမ်းကြည့်ရမှာဖြစ်ပါတယ်။အလုံးမလုံးသေးဘူးဆိုရင်ကျွန်တော်တို့လိုအပ်တဲ့အတိုင်းပြန်ပြင်ရမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ကအရင်ဆုံးစေမယ်။ကျွန်တော်ဒီမှာ customer နဲ့အဲမောင်မောင်ရှိတယ်1001ဒီမှာ quantity လေးတွေကျွန်တော်စေခုစေခုကျွန်တော်တို့ထည့်ထားလိုက်မယ်။ထည့်ထားပြီးတော့ amount က9000 1000စုစုပေါင်းအဲတော့ database ထဲမှာဒါလေးကိုဖြတ်ထားလိုက်မယ်။ဖြတ်ထားပြီးတော့ကျွန်တော်တို့ကအဲအရင်ဆုံးအဒါလေးကို ို run ကြီးมาဖြစ်ပါတယ် run မဲ့ဆိုတော့ကျွန်တော်ဒီထဲမှာဒီမှာအစိမ်းရောက် button လေးကိုနှိပ်လို့ရတယ်ဒါမှမဟုတ် F5 လေးကိုနှိပ်လို့ရတယ်ဒါလေးကိုနှိပ်လိုက်မယ်ဒါပေမဲ့မရဘူးပဲဖြစ်ပါတယ်ဒီမှာကျွန်တော်က less row မှာကျွန်တော်တို့က error ပြတယ်အဲကျွန်တော်တို့စစ်လိုက်တဲ့ခါမှာ invoice number ပဲရှိတယ်ပေါ့တခြားကျွန်တော်တို့ tag စစ်စရာမရှိဘူးဖြစ်နေတယ်ကျွန်တော်ဒီထဲမှာလည်းဘာမှလာမစေးဘူးအဲကျွန်တော်ရေးထားတဲ့နေရာဒီမှားနေတာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဒီမှာ variable name ကိုကျွန်တော်ကျွန်တော်အပေါ်မှာထားခဲ့လို့ရတယ်ဒါလေးကို control a လေးနဲ့ကူးလိုက်မယ်ကူးပြီးတော့ကျွန်တော်ဘယ်မှာထားပြရမလဲဆိုရင်ကျွန်တော်ဒီမှာလာပြီးတော့ထားပြရမှာ ှာဖြစ်ပါတယ်ဖော်နဲ့ဒီရှိအဲကျွန်တော်တို့ဒီထဲမှာလာပြီးတော့ထားပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါလေးကို error တက်တာကိုပြန်ပိတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ error set ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးတော့အစိမ်းရောက်ဘတ်တန်လေးကိုနှိပ်ကြည့်လိုက်မယ် ကျွန်တော်တို့ dice မိမဲ့ကျွန်တော်တို့ဒါလေးလည်းမရသေးဘူးပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဗာမေးကြံခဲ့တာလဲဆိုတော့ကျွန်တော်တို့ကဒီမှာအဲ့လိုစစ်ပြီးရင်ဒီမှာ row ဆိုတာရေးပြရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာလည်း row ဆိုတာရေးပြရမှာဖြစ်ပါတယ် hr@row ဆိုပြီးတော့ရေးရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်အစနေရမိခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ reset လေးနဲ့ပြန်နှိပ်လိုက်မယ်အစိမ်းရောက်ပတ်တလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုရင်ဒီမှာအားလုံးစိတ်သွားပြီပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကအဲရသွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့လုပ်ထားတဲ့ဟာလေးကျွန်တော်အဲပြီးသွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံးရေးတဲ့အစရေးတဲ့အပုံစံလေးဒီမှ ားပြီးတော့ကျွန်တော်ဒီပုံစံနဲ့လေးလိုက်ပြင်လိုက်တဲ့ဆိုရင်ဒါ in point တစ်ခုကိုကျွန်တော်အလွယ်တကူစေလို့ရသွားပြီပဲဖြစ်ပါတယ်။အဲတော့ in point number 1002ကိုကျွန်တော်ပြောင်းလိုက်မယ်။ပြောင်းပြီးတော့ကျွန်တော်ဒီမှာတခြားရက်ဆွဲလေးထည့်လိုက်မယ်။ထည့်ပြီးတော့ကျွန်တော်ဒီမှာနာမည်လေးတခြားနာမည်ယူလိုက်မယ်။အဲကျွန်တော်အောင်းအောင်ဆိုပြီးတော့ပဲယူလိုက်မယ်။ item တွေကတော့ကျွန်တော်တို့အဲကျွန်တော်တို့အများကြီးထပ်ထည့်လိုက်မယ်။ကျွန်တော်တခြား item တွေကိုဒီမှာထည့်လိုက်မယ်။ထည့်ပြီးတော့ကျွန်တော်တို့ဒီမှာ10ခုစီကျွန်တော်တို့ရောင်းလိုက်မယ်။ စေကိုစီအဲအဲ့ဒါဆိုရင်ရပြီစုစုပေါင်းဒါလေးကိုလည်းကျွန်တော်တို့စေကြည့်မယ်အဲ့တော့ပစ္စုရဲ့ basic တွေကိုသွားမယ်ဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာအဲထပ်ပြီးတော့စေသွားရည်ပဲဖြစ်ပါတယ်ဒီမှာ1002ဆိုပြီးတော့ဒီမှာ in point test စေသွားရည်ပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာ in point လေးတစ်ခုကိုအလွယ်တကူဖန်တီးတဲ့သွားရည်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာသွားပြီးတော့မနှိပ်တင်တော့ဘူးကျွန်တော် pattern လေးနှိပ်တာတယ်နောက်မှာစေအောင်ပြုလုပ်မှာဖြစ်တဲ့အတွက် insert တဲ့ကကျွန်တော် shape ကိုထည့်မယ်ဒီထဲမှာဒါလေးကိုဆွဲလိုက်မယ်ဒီမှာကျွန်တော်ကစေဆိုပြီးတော့ရေးလို့ရတယ်စေအဲ alignment ပြင်ရှင်နေဆိုရင်တော့ကျွန်တော် ်တော့ဒီမှာဟုံနေကဒီမှာအဲအတန်လေးပြင်လိုက်လို့ရတယ်ကျွန်တော် save pattern လေးနှိပ်လိုက်တာနဲ့အနောက်မှာ save အောင်ပြုလုပ်မှဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ right click နဲ့ကျွန်တော်ဒီမှာ assign macro ဆိုတာရှိတယ်အဲထဲမှာ in point save လို့ရေးထားတာဖြစ်ပါတယ်အကယ်၍မိတ်ဆွေကတခြားဟာရေးထားတယ်ဆိုရင်တခြားဟာလေးကိုနှိပ်ပြီးပြီးတော့ okay လေးနှိပ်ပြီးလိုက်မယ်အဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ1003လေးပြောင်းလိုက်မယ်ပြောင်းပြီးတော့ကျွန်တော်တို့ကတခြားတစ်ယောက်ကိုရောင်းနေဆိုပါဆိုမင်းမင်းကိုရောင်းလိုက်တယ်ကျွန်တော်တို့ဒီမှာဆိုရင်1002 ठी ပဲရှိသေးတာဖြစ်ပါတယ်အဲဒါကိုပါကျွန်တော်တို့ save လိုက်မယ်အဲ save လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာ1003လေးရ လာပြီးတော့စေသွားရေးပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ကစေသွားတယ်ဆိုရင် software ပုံစံလေးလုပ်မယ်ပေါ့။အဲ software ပုံစံလေးလုပ်မယ်ဆိုတော့ကျွန်တော်ကဒါလေးကိုဖြတ်မယ်။အဲ identity လေးတွေကိုဖြတ်မယ် customer name လေးဖြတ်မယ် invoice number auto load နေရကြတော့ကျွန်တော်တို့ဒါလေးကလည်းနည်းနည်းလေးခက်တဲ့အတွက်ကျွန်တော်နောက်ပိုင်းမှာတော့ပြပြပြီးတော့မယ် အဲအဲ့တော့ကျွန်တော်ကဆေးလိုက်တာနဲ့ message box လေးလေးကျွန်တော်တို့ကပြချင်တယ်အဲ့ဒါဆိုရင် developer တက်သေးကိုသွားမယ်ပြဆိုရဲပြစေကျွန်တော်က niche i ရဲ့အောက်မှာ message box လေးရေးမှာဖြစ်ပါတယ် message box ရေးမယ်ဆိုရင်တော့ msg poh message box ကျွန်တော်ကဆေး successfully ပေါ့ soc F A U N ဟာဆက်ဆက်ဖူလေးဒီနေရာမှာကိုကိုကအင်္ဂလိပ်စာကျွမ်းနေဆိုရင်ကျွန်တော်တို့အင်္ဂလိပ်စာလေးကိုကျွန်တော်တို့ပီပီပီလေးနဲ့ကျွန်တော်တို့ရေးလို့ရပါတယ်ကျွန်တော်ကတော့ဒီလောက်ပဲရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်တို့ကဘာလေးလဲဆိုတော့ item လေးတွေကိုကျွန်တော်တို့ကတစ်ခါလေးဖြတ်မယ် item လေးတွေကိုကျွန်တော်တို့ဒီမှာဖြတ်လိုက်တယ်ဆိုရင်အဲဒါလေးတွေဖြတ်သွားတယ်အဲဆိုတော့ကျွန်တော်ကဘာနဲ့ဘယ်ရနေပြီဖြတ်ဖို့လိုလဲဆိုရင်ဒီမှာ G8 ဖြစ်ပါတယ် G8 ကနေကျွန်တော်ဒီမှာ quantity ထိဖြတ်ဖို့လိုတာဖြစ်ပါတယ်တခြားတွေဘာလို့ဖြတ်ဖို့မလိုတာလဲဆိုတော့ဒီမှာတွေက formula တုံးထားလို့ဖြစ်ပါတယ်အဲတော့ G8 ကနေကျွန်တော်တို့က H 短地提，整容啊，甜美。 ဖြတ်မယ်ဆိုတော့ကျွန်တော်ကဒီမှာအဲကျွန်တော် home တက်ထဲမှာကျွန်တော်ကဒီ editing group တွေမှာ clear ဆိုတာရှိတယ်။ဒါလေးကိုကျွန်တော်က event asset တည်ပြီးသားဆိုရင်တော့တည်လိုက်မယ်။ clear on နဲ့ clear format clear content ဆိုတာရှိတယ်။ clear on က format တွေရောကျွန်တော်အကုန်လုံးဖြတ်ထားဖြစ်ပါတယ်။ clear format က format တစ်ခုလည်းဖြတ်ထားဖြစ်ပါတယ်။ clear content ကစာသားတွေရောပဲဖြစ်ပါဖြစ်ပါတယ်။ကျွန်တော်ကဒီမှာ clear content စာသားကိုပဲဖြတ်မှာဖြစ်ပါတယ်။အကယ်၍ကိုက clear format ဆိုရင်ဒီတိုင်းနေဖြစ်ကုန်မှာဖြစ်ပါတယ်။အဲ့တော့ clear content နဲ့ဖြတ်မယ်။ဖြတ်မယ်ဆိုတော့ developer တက်တဲ့က basic တွေကိုသွားမယ်။အဲ့မှာကျွန်တော်တို့ကဘယ် ကွက်ကိုဖြတ်မှာလဲ invoice 10ကွက် invoice ကရှိ3ဖြစ်ပါတယ် HAAAD ရှိ 3.range ကျွန်တော်ဘယ်ကနေပဲထီလဲအစဲလေးကိုပြန်သွားမယ်ဆိုဒီအစိမ်းရောင်းလေးနေကျွန်တော် G8 ကနေ H 20T ဖြစ်ပါတယ် G H ကနေ H20 GH ပြီးတော့ကျွန်တော်ကော်လန်လေးရေးတာဖြစ်ပါတယ် H20 အဲ့ဒါဆိုရင် GH2 ကျွန်တော် H20 ပေါ့အဲ့လိုပုံစံလေးဖြစ်ပါတယ်ပြီးရင်တော့ Queen ပြန်ပေးမယ်ပြီးရင်တော့ကျွန်တော်ဒီမှာ clear clear ဆိုတာလေးကိုနှိပ်လိုက်မယ် clear ဆိုရင်ကျွန်တော် format တွေကိုအားလုံးပြတ်မှာဖြစ်ပါတယ်ကျွန်တော်ခုနောပြန်ခဲ့တဲ့အတိုင်းပဲ clear content ဆိုတာကိုရေးမှာဖြစ်ပါတယ် clear content ဆိုတာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဒါလေးရရသွားပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ excel လေးကိုပြန်သွားမယ်ပြန်သွားပြီးတော့ကျွန်တော်တို့ကဒီမှာနောက်ထပ်ကျွန်တော်ပြန်ကြည့်စိတ်ပြီးတော့လေ1003ရောင်းပြီးတော့ ားပြီး1004ကိုရောင်းမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာနံပါတ်လေးတခြားမမောဆိုပြီးတော့ထည့်လိုက်မယ်။ item လေးလေးလေးကျွန်တော်တို့ရွေးမယ်။ရွေးပြီးတော့ကျွန်တော်ကစိတ်နေလိုက်တာနဲ့ဖြက်လားမဖြက်လားကျွန်တော်တို့တစ်ချက်ကြည့်မယ်။အဲတော့ကျွန်တော်တို့ဒီမှာ quantity လေးတွေထည့်မယ်။အဲထည့်မယ်။အဲဒါဆိုရင်တော့ကျွန်တော်တို့ဒီပေါင်းချာလေးရောင်းလိုက်တယ်ဆိုပါဆိုကျွန်တော်ကစိတ်နေလိုက်မယ်။ဒီနောက်မှာဆိုရင်1004မရှိသေးဘူး။ အဲ့တော့1004နဲ့လည်းမယ်ဆေးဆက်ဆက်ဖူးလေးဆိုပြီးတော့ဒီမှာ message ပေါင်းလေးနဲ့သူလာပြရတယ်။ပြီးတော့အဲဒီမှာ item လေးတွေပြတ်သွားပြီဖြစ်ပါတယ်။ database ထဲမှာလည်းဒီမှာ1004လေးလာစစ်ပြီးသွားပြီဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ exe နဲ့ employee တကူအလွယ်တကူဖန်တီးတက်သွားပြီဖြစ်ပါတယ်။ကျွန်တော်က print ထုတ်မယ်။ print ထုတ်နေလို့လည်းတစ်ခါလေးပြပေးမယ် print ထုတ်မယ်ဆိုတော့ကျွန်တော် insert ဒီမှာအရှိတ်လေးကိုပဲကျွန်တော်ထပ်ထည့်လိုက်မယ်ဒီမှာကျတော့ကျွန်တော်ကဘာထည့်မလဲဆိုရင် print ဆိုတာလေးရေးမယ်ဖြစ်ပါတယ် p r i n t print ကျွန်တော်ဒီမှာ alignment လေးချိန်မယ် alignment လေးကိုမချိန်နိုင်ရရင်တော့တရားကိုစိတ်ကြိုက်ထားလို့ရတယ်ကျွန်တော်ဒီမှာ print ထုတ်မယ်ဆိုတော့ကျွန်တော်ဘယ်ကနေပဲထည့်လဲကျွန်တော် f1 ကနေကျွန်တော် d ထိ print ထုတ်မှာဖြစ်ပါတယ်အဲ့မှာကျွန်တော်ပိတ်လေးရောက်တဲ့ကကျွန်တော် separate area လေးကိုနှိပ်ထားလိုက်မယ် separate area ဒီမှာ print ကျွန်တော် print size လေးချိန်ထားလိုက်ပေါ့ကျွန်တော်ကဒီမှာ a4 ဖြစ်နေတဲ့ကျွန်တော် a5 နဲ့ပဲ ထုတ်မယ် A5 နဲ့ဆိုရင်ကျွန်တော်တို့မရသေးဘူး MD မှာ margin တွေကျွန်တော်တို့ချိန်ထားလိုက်မယ်ကျွန်တော်ဒီလိုအဲကိုလိုအပ်တလောက်လေးချိန်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာရတော့မရသေးဘူးဒီဘက်မှာ column 9ဟောပါဖြစ်နေသေးတယ် fill column နှိမ့်လဲလို့ရအဲ့ဒါဆိုရင်တော့ A5 လေးနဲ့ဒီပုံစံတန်းလေးပေါ်လာမှဖြစ်ပါတယ် print လေးကိုအမြန်လေး design လေးပဲချိန်လိုက်မယ်အဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရသွားပြီ print ထုတ်မယ် print ထုတ်မယ်ဆိုတော့ကျွန်တော်တို့ကဒီအောက်မှာအဲ unset ရဲ့အောက်မှာကျွန်တော်တို့ကနောက်ထပ် set procedure တစ်ခုရေးမယ်ကျွန်တော် print print အတွက်ပေါ့ set ကျွန်တော်ကဒီမှာ print ဆိုပြီးတော့ကျွန်တော်အဲ့တိုင်းရေးမယ်ဒါပေမဲ့မရဘူးကျွန်တော် excel ထဲမှာကျွန်တော် print ဆိုတာပါနေတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ invoice imv print ဆိုတာလေးနှိပ်လိုက်မယ်အဲ့ဒါဆိုရင်တော့ရပြီကျွန်တော်ဘလောက်ကနေဘလောက်ထိ print ထုတ်မှာလဲ excel ထဲကိုပြန်သွားမယ်ကျွန်တော်က invoice တွေကဒီမှာ app 1ကနေ k25 တိဖြစ်ပါတယ်အဲ့တော့ invoice တွေရှိတွေဖြစ်ပါတယ် sat sheet 3.range ကျွန်တော်က a1 to ကျွန်တော် k25 တိဖြစ်ပါတယ်ပြီးရင်တော့ queen တပြီးရင်တော့ double ခုတ်ခံမယ် queen ပြန်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ print out ဆိုတာရှိပါတယ် print out ဆိုတော့တခါလေးထွက်သွားမယ် print preview ဆိုတာလေးကိုနှိပ်လိုက်မယ် print preview အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရသွားပြီပဲဖြစ်ပါတယ် excel လေးကိုပြန်သွားမယ်ဒီ print မှာ right click နှိပ်မယ် assign macro ဆိုတာလေးကိုနှိပ်မယ်ဒီမှာ in point print ဆိုတာရှိတယ်ပြီးရင် okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာကို item လေးတွေရွှေ့ပြီးတော့ကျွန်တော်တို့ကရောင်းလိုက်မယ်ရောင်းပြီးတော့ကျွန်တော်တို့ကအရင်ဆုံး print ထုတ်မယ်ပေါ့ကျွန်တော်က10စီရောင်းလိုက်တယ်ဒါက in point number 4 save ပြီးသွားပြီ in point number 1005ကိုအဲကျွန်တော်က save မယ် စိတ်မယ်ဆိုတော့ print ထုတ်မယ် print ထုတ်မယ်ဆိုရင်ဒါလေးကိုနေလိုက်မယ်အဲဒါဆိုရင်ဒီမှာ print ပြီးပြီးတဲ့တခါလေးရောက်သွားပြီပဲဖြစ်ပါတယ်ဒီမှာ print လေးနဲ့တခါလေးထုတ်လိုက်လို့ရပြီ close ဆိုတာလေးကိုကျွန်တော်နေလိုက်မယ် print မထုတ်တော့ဘူးဒီမှာ save ဆိုတာလေးကိုနေလိုက်မယ်နေလိုက်တယ်ဆိုရင်ကျွန်တော်ဒီနောက်မှာ1005ကို save ပြီးသွားပြီပဲဖြစ်ပါတယ်ဒီပုံစံလေးနဲ့ကျွန်တော်တို့က software မသုံးဘဲနဲ့ excel နဲ့အလွယ်တကူပေါင်းချဖြတ်လို့ရတယ်အလွယ်တကူရောင်းထားတဲ့ item တွေကိုစာရင်းတွင်းလို့ရပါတယ်ဒါလေးကအရန်ကိုကျွန်တော်အသုံးဝင်ပါတယ်ဒါလေးကိုကျွန်တော်တေချာလေးလေ့လာစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာ excel နဲ့ပတ်သက်ပြီးကျွန်တော်သင်ပြီး ေးတဲ့ဆရာတော်များတယ်ဒါပေမဲ့ဒီလို VPN နဲ့ပတ်သက်ပြီးတင်ပေးတဲ့ဆရာလေးကတော်တော်ရှားပါတယ်ပြီးတော့ဒီလို invite တစ်ခုပန်တီးဖို့ဆိုတာကျွန်တော်တို့မလွယ်ပါဘူးကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်အကြာကြီးလေးလာခဲ့ရတာပဲဖြစ်ပါတယ်လောကြည့်ရတာချင်းတယ်ဆိုပေမဲ့ကျွန်တော်လေးလာရတာအချိန်ကြာပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့အချိုးရှိအသုံးချပါလို့ပြောရင်းနေပဲအားလုံးကိုကျေးဇူးတင်ပါတယ်